တတိလုံးအဖြစ်ရဆက်ရေးစာချုပ် NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့မထိုးတဲ့အဖွဲ့နှစ်ခုပေါင်းစည်းရေးအတွက်အစိုးရအသစ်ပေါ်မှာမူတည်တယ်လို့စာချုပ်မှာလက်မှတ်ထိုးထားတဲ့အဖွဲ့ဘက်ကကိုယ်စားလှယ်ကပြောဆိုပါတယ်ခွန်ပတာတင်ဆက်ထားတဲ့သတင်းပါရှင်တနင်္ဂနွေနေ့ပြစ်ခတ်တိုက်ခိုက်မှုရဆယ်ရေသဘောတူဆတ်ချုပ် NCA ကိုလက်မှတ်ရေးထိုးတဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့ကိုယ်စားလှယ်တွေမတ်လ29ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာအလို့သဘောတွေ့ဆုံခဲ့ကြတာပါ တဟာမနစ်ကအော်တိုဘာလာမှာ NCA 16လက်မှတ်ထိုးပြီးကတည်းကမတွေ့ဆုံဖြစ်တဲ့နှစ်ပတ်ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။တောင်းနာကြီးကြဆွေးနွေးပွဲမှာနှစ်ပတ်အမြင့်တွေတင်ပြခဲ့ပေမဲ့ဆုံးဖြတ်ချက်တစုံတရာချမှတ်တာတည်းမရှိဘူးလို့နှစ်ပတ်ကိုယ်စားလှယ်တွေကပြောပါတယ်။နှစ်ပတ်ပြန်လည်ညှဉ်းညွတ်ရေးကိုလိုလားပေမဲ့တက်တွေ့မှာတော့အစိုးရတည်ရဲ့မူဝါဒပေါ်မှာမူတည်တယ်လို့လက်မှတ်ထိုးတဲ့အဖွဲ့မှာပါတဲ့ရခိုင်လူမျိုးရေးပါတီခေါင်းဆောင်ကပြောပါတယ်။အစိုးရအသေးကအဲ့ဒီဦးသိန်းရဲ့အစိုးရပုံစံမျိုးပဲ ဆိုလို့ရှိရင်ဓမ္မဖက်သွားမယ်လေဟိုဦးသိနေအစိုးရမဟုတ်ဘူးအဲ့တော့ပါပါဖို့လိုတယ်ဆိုလို့ဆိုလို့ရှိရင်ဓမ္မဖက်သွားမယ်အဲကျွန်တော်တို့ပြောလို့မရဘူးကျွန်တော်ကကျွန်တော်တော့ချင်းတရားတော်လို့မရဘူးလက်ရှိအသိအစိုးရအသိပုံမှာတည်တယ်အစိုးရအသိက NCA မူပေါ်ခြေခံပြီးတော့တော့မယ်ဆိုလို့ရှိရင်အဲ့တော့ပါဖို့လိုတယ်ဆိုတော့အဲ့တော့ပါပါမှာပဲတပြေလောင်းပြစ်ခတ်ရဆယ်ရေဆတ်ချုပ်မှုချန်ကိုရေးဆွဲတဲ့ခြင်းကလက်နက်ကန်အဖွဲ့တွေအားလုံးနေပါပါဝင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အားလုံးပါဝင်ရေးမှုအပေါ်မှာသဘောတူညီချက်မရဘဲ ကကြင်နုမြောက်ရေးတမ်တော် KI ဧကောင်ဆောင်တင်မြောက်ပိုင်းမဟာမိတ်တွေကစာချုပ်မှာလက်မမထိုးခဲ့ကြပါဘူး။ကရင်အမျိုးသားအစည်းအရုံးကောင်ဆောင်တဲ့တောင်ပိုင်းအဖွဲ့ရှိဖွဲ့ကစာချုပ်ကိုလက်မရေးထိုးပြီးနိုင်ငံရေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်။ဇန်နဝါရီလမှာပြုတ်လောက်တဲ့နိုင်ငံရေးဆွေးနွေးပွဲကိုလက်မမထိုးထားတဲ့အဖွဲ့တွေကိုလေ့လာသူတွေအနေနဲ့ဖိတ်ကြားခဲ့ပေမဲ့ UNFC အဖွဲ့ဝင်တွေကမတက်ရောက်ခဲ့ကြပါဘူး။အစိုးရတည်လက်ထံမှလည်းနိုင်ငံရေးဆွေးနွေးပွဲကိုလေ့လာသူအနေနဲ့ဖိတ်ကြားမယ်ဆိုရင်တက်လာဖို့အစီအစဉ်မရှိဘူးလို့ပြောပါတယ် ျွန်တော်ထင်ပါတယ်အစိုးရသိအနေနဲ့လည်းဒါအလုံးမဖြစ်ဘူးဖြစ်တယ်ဆိုတာတော့သူသိပြီးသားလို့ကျွန်တော်ထင်ပါတယ်အရင်ကဖိုက်တယ်ဆိုတာတဖွဲ့ချင်းနေနဲ့ဖိုက်တာပါတော့ကျွန်တော်တို့ကတော့ဒီမှာညီညွတ်ရေးကိုတိဆောက်တဲ့အနေနဲ့ထိမ့်သိမ့်တဲ့အနေနဲ့ကတော့ကျွန်တော်တို့ကတော့အလုံးသူတို့ကသွားရေးပဲကျွန်တော်တို့က move ချတာခဲကြတာလေဒါပေမဲ့ဟိုတော့ကဖိုက်တယ်ဆိုတာလိလသူနေနဲ့ဖိုက်တယ်နောက်ပြီးတော့တဖွဲ့ချင်းစီကိုဖိုက်တာပေါ့ဗျာချင်းပြောရရင်ဒါကကျွန်တော်သွားချင်တဲ့လမ်းကြောင်းမဟုတ်ဘူးเนาะဟုတ်ကဲ့နောက်ပြီးလိလသူနေနဲ့ဖိုက်တယ်ဆိုတဲ့အခါကျလိလသူနေနဲ့မသွားလောက်မလဲ ကျွန်တော်တို့ကဒီဝိုင်းဝန်းထဲမှာပါနေတဲ့လူတွေဖြစ်တယ်တန်းတူရေတူအနေထားမျိုးဖိတ်မခံရအောင်ဆိုတော့ဘယ်သူကသွားမလဲ KIA ကောက်ဆောင်တဲ့လက်မမထိုးတဲ့အဖွဲ့တွေကတမ်တော်နဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့တအံအမျိုးသားလူမျိုးရေးအဖွဲ့ကိုကန့်နဲ့ရခိုင်တမ်တော် AA တို့ကိုညင်ကြားရေးလုံငါစင်တွေမှာတန်းတူရေတူပါဝင်စေခြင်းပေမဲ့အစိုးရနဲ့အထူးသဖြင့်စစ်တပ်ဘက်ကလက်မခံခဲ့ပါဘူး တယန္တအဖွဲ့တွေအားလုံးကမူအဖြစ်လက်ခံထားတဲ့ NCA ချုပ်ကိုမဆိုးရသည့်ကိုဥဆောင်မဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းမူအဖြစ်လက်ခံထားတယ်လို့ပြောထားပေမဲ့အနာဂတ်ငင်းကြိုင်ကြီးလုံငန်းစင်နဲ့ပတ်သက်လို့တော့တိတိကျကျချပြထားတာတည်းမရှိသေးပါဘူးကျွန်တော်ခွန်ပါတာပါ